တက်တော့မှာပါမဲတင်တင် view ကြနေတဲ့သူတွေအတွက်ဒီနေ့ကျွန်တော်လာပြီးတော့မှာ view တိုးတဲ့နီးကျွန်တော်လာပြီးတော့ပြောပြမှာဖြစ်ပါတယ်အားလုံးစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်ကိုလည်းပေါင်းလေးနှိပ်သွားဖို့အတွက်လည်းတောင်းဆိုပါတယ်အကောင့်လေးရတော့အကောင့်တင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်โอเคဒါဆိုရင်စားလိုက်ကြရအောင်ပါနော်ဟုတ်ပြီအဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီမှာဥပမာဆိုပါစို့ပုံမှန်ကျွန်တော်တို့ဗီဒီယိုလေးတင်လိုက်မယ်ဗျာပေါင်းလေးနော်ဟုတ်ပြီ ဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဆိုပါစို့ဗီဒီယိုတစ်ပုတ်ပုတ်ကိုကျွန်တော်တို့ရွေးချယ်လိုက်ပါတော့ဥပမာကျွန်တော်ဗီဒီယိုဒီဗီဒီယိုလေးကိုကျွန်တော်နှိပ်လိုက်တယ် fitness ကိုနှိပ်လိုက်โอเคဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်ဒီမှာ EDIT ဆိုတဲ့နေရာလေးပါနော်ဒီဒီနေရာလေးကျွန်တော်များထိုးပြပြထားနေရာလေးတစ်ချက်နှိပ်လိုက်ပါဟုတ်ပြီဗျာဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ကစာလေးတွေပေါ့နော်ကျွန်တော်ကဘာအနေနဲ့စာလေးတွေထည့်ပြီးပေါ့နော်အဲဒီလိုမျိုးပေါ့နော် အဲဒီလိုမျိုးစာလေးကျွန်တော်ထည့်မယ်ဟိုမှာကျွန်တော်ကာဘာပေါ့နော်ကာဘာလောက်ထားတယ်ကာဘာလောက်ထားတယ်ဆိုရင်ကျွန်တော်ဒီမှာအပေါင်လေးနှိပ်ပြီးတော့မှကိုကြိုက်တဲ့ဟာကိုကျွန်တော်ထည့်လို့ရတယ်ဗျာဥပမာကျွန်တော်ကဒီမှာကာဘာအနေနဲ့ကျွန်တော်ဒါလေးတုံးလိုက်မယ်ဗျာဒီပုံလေးကျွန်တော်တုံးလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါလေးနှိပ်လိုက်အဲ့ဒီမှာဒီလိုကာဘာပုံစံမျိုးပေါ့နော်အဲလူစိတ်ဝင်စားမှုရှိအောင်ပေါ့အတရာတခုတော့ကျွန်တော်တော်တော်ကြည့်တဲ့သူကဒါစကန့်ပိုင်းအတွင်းမှာကျွန်တော်အပေါ်ဆွဲတက်တယ်အောက်ဆွဲချတယ် အဲ့လိုအချိန်အတွဲမှာကျတော့ဒီຢာလေးကမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးကြီးထည့်ပြီးတော့မှဗီဒီယိုလေးတွေတင်မယ်ဆိုရင်ကျွန်တော်တို့တေချာတခုတော့ view တွေတိုးမယ် view တွေအဲ့မှာကတက်မှာဖြစ်ပါတယ်เนาะအဲကျွန်တော်ဒီຢာလေးကြိုက်သွားပြီဆိုရင်ဒီမှာစေလေးကိုနှိပ်လိုက်ဟုတ်ပြီเนาะကဲဒီမှာဒါပြောင်းသွားပြီပေါ့เนาะဒါဆိုရင်ကျွန်တော်တို့တင်လို့ရပြီဗျာအဲဒီလိုမျိုးလေးလုပ်ကြည့်ပါအရင်အဆင်ပြေပါတယ် view လေးတိုးမှာဖြစ်ပါတယ်โอเคဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် ျွန်တော်ရှင်းတော့ဖို့အတွက်လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်